အလုံးပဲမင်္ဂလာပါလို့ဥစ္စာပါထမနှုတ်ဆက်ပါရစီခင်ဗျာကျွန်တော်ရောက်ကြလေးတွေတင်ပြသွားမဲ့သူတွေကတော့ TG9 01 02 03 04 05 06 07 09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  ခင်ဗျာဒါဆို project လေးကိုဆက်ရအောင်လားခင်ဗျာအပင်များသည်ပတ်ဝန်းကျင်အခြေအနေများနှင့်လိုင်းရောညီတွေဖြစ်အောင် ပြုလုပ်ပြီးအလင်းမီစုအစားဖွဲ့တည်ခြင်းဖြစ်စဉ်ကိုကူညီပေးသည်အရွက်များသည်အလင်းမီစုအစားဖွဲ့စည်းရန်အတွက်ကြီးမားကျယ်ပြန့်သောမျက်နှာပြင်ရှိရန်လိုအပ်ပြီးအရွက်အတွင်းသို့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဝင်ပြီး အရွက်မှာအောက်ဆီဂျင်ဓာတ်ငွေ့လေးရုထဲသို့ထွက်ရန်လေပေါက်စတိုမာဒါများရှိရမည် နေအောင်ကြီးမှာအလင်းစွမ်းရင်ကို အရွက်တွင်းကြီးကလိုရိုဖီးဟုခေါ်သော အစိမ်းရောင်ရောင်ရှည်ပစ္စည်းကဆုပ်ယူသည်ရေကိုအမြစ်ကဆုပ်ယူပြီးရေကျော် Highland မှတဆင်အရွက်စီသို့ပို့ပေးသည်အရွယ်မျက်နှာပြင်လေးစားဖေးအရွယ်မျက်နှာပြင်သည့်အလင်းဆောက်ရုံမူအကောင်းစေရန်တိမအကျေပြန့်ကြပါသည်။နေအောင်တီရရှိမှုနွဲတော်သေးသားရှိအရွယ်များသည့်နေအောင်တီများဆောက်ရရှိတော်သေးသားရှိအရွယ်များထက်ကြီးမားပြန့်ခါကြပါသည်။ နေအောင်ကြည်ရရှိမှုများပြီးရည်ရရှိမှုနေတော့သစ္စာရှိရွယ်များသည်သိငဲ့ကြပါတယ်အရွယ်အတွင်းမှာရင်ွေးပြန်မှုရောနေရန်ဖြစ်ပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်နှင့်အောက်ဆီဂျင်တို့ကိုရတင်းတာမီဆိုလ်ဖီဆဲများအတွင်းသို့အလွယ်တကူပြန့်နှံ့ဝင်ထွက်နိုင်ရန်အရွက်သည်ပေါလာရပါတယ်အရွက်များထူနေပါကအရွက်အတွင်းနှင့်အပြင်တန်းဝိများပြက်နှံ့ရန်နှစ်ခွေးစီုံသာမကအလင်းစွမ်းအင်ကိုဆော့ယူမှုတွင်လည်းအားနေစေပြီးအစာဖွဲ့စည်းမှုနှုန်းလည်းရောနေသွားစေမည်ဖြစ်ဖြစ်ပါတယ် အယွက်ပါလာမှုသည်ဒံငွေဖလဲခြင်းကိုလည်းပုံမလင်မြန်စေသည်အယွက်၏အပေါ်ဆုံးလွှာအပီတတ်စ်မစ်ကိုဖျောင်းလွှာ QD ဆဲဖြင့်ဖုံးထားသည်ပယ်လီဆဲရွက်တင်စားဆဲများပယ်လီဆဲမီဆိုဆဲသည် ရှီလျား၍တစ်ခုနှင့်တစ်ခုဘူးကပ်စွာရှိနေခြင်းဖြင့်ရွက်တွင်သာဆဲအတွင်း၌ကလိုရိုပလက်များစွာပါရှိသည်ထို့ကြောင့်အလင်းရောင်ကိုကောင်းစွာဆုပ်ယူနိုင်သည်ရေမြောက်ရွက်တွင်သာဆဲများစပွန်ဂျီမီဆိုဆဲကြားတွင် လေခူအောင်းရံနေရာ SP များစွာပါရှိခြင်းဖြင့်တံငွေဖလှယ်ခြင်းလုပ်ငန်းကိုပိုမိုဆောင်ရွက်ပေးနိုင်သည်အစာရေကြောစီဘတ်စကဲဘန်ဒီ အစာများအစာဖွဲ့စီရန်ရေလိုအပ်ပါတယ်မြေစီလွာမရေများကိုအမြင်များကဆုပ်ယူ၍ရေကြောဆိုင်းလက်မှတစင်အရွက်စီသို့ပို့ပေးပါတယ်အရွက်မှပြုလုပ်ပြီးသောဂလူကိုကိုအစာကြော ဖလိုရီမှတစင်အခြားသောအင်္ဂါစိတ်ပိုင်းများသို့ပို့ပေးပါတယ်အစာနှင့်ရေများတယူပို့ဆောင်ရာတွင်အရဲတခုလင်းရက်စီရန်အစာရေကြောစီဘက်စကက်ပက်တွေရွက်ကြောဗန်းများသည်တစ်ခုနှင့်တစ်ခုကိုရဲ့တစ်ဖက်ရက်ဖြာနေရပါမည်အပင်များသည် ပဝင်းကျင်အခြေအနေများနဲ့လိုင်းရုံးညီတွေဖြစ်အောင်ပြုလုပ်ပြီးအလင်းမီစုအစားဖွဲ့တည်ခြင်းဖြစ်စဉ်ကိုကူညီပေးသည့်အရွက်များသည့်အလင်းမီစုအစားဖွဲ့စည်းရန်အတွက်ကြီးမားကျယ်ပြန့်သော မျက်နှာပြင်ရှိရန်လိုအပ်ပြီးအရွက်အတွင်းသို့ကာဗွန်ဒိုင်အောက်ဆိုက်တန်းငွေဝင်ပြီးအရွက်မှာအောက်ဆီဂျင်တန်းငွေလေးရူထဲသို့ထွက်ရန်လေပေါက်စတိုမာတာများရှိရမည်နေအောင်ကြီးမှာအလင်းစွမ်းအင်ကို အရွက်အတွင်းရှိ ကလိုရိုဖီးဟုခေါ်သော အစိမ်းရောင်ရောင်ရှည်ပစ္စည်းကဆုပ်ယူသည့် ရေကိုအမြင့်ကားဆုပ်ယူပြီးရေကျော် Highland မှတဆင်အရွက်စီတို့ပို့ပေးသည်ပယ်လီစဲရွတင်သားဆဲများပယ်လီစဲမီဆိုဖီဆဲတီရှိလျာပြီးတစ်ခုနှင့်တစ်ခုပူးရစာရှိနေခြင်းဖြင့်ရွတင်သားဆဲတွင် ကလိုရိုပလက်များစွာပါရှိပြီးအလေးအရောင်ကို ကောင်းစွာဆောက်ယူနိုင်ပါသည်။ရေမြုပ်ရွတင်သားဆဲများစမိုဂျီမီဆိုဖီ စဲကြားတွင်လေခုံအောင်ရနေရ export ရသပါရှိခြင်းကြောင့်ဓာငွေဖက်လှယ်ခြင်းလုပ်ငန်းကိုပုံမဆောင်ရနိုင်ပါလေဟုတ်ကဲ့ခင်ဗျအခုဆိုကျွန်တော်တို့ရဲ့ project လေးကတော့ပြီးသွားပါပြီအမားတစုံနေရာများပါသွားရင်လည်းတောင်းပန်ပါလေဗျကျွန်တော်တို့တင်ပြသွားတဲ့ project လေးကိုအစအဆုံးကြည့်ပြီးတဲ့တဝူးချင်းဒီတိုင်းဘူသူရတွေရမယ်လို့လည်းထင်ပါတယ်ခင်ဗျအားလုံးပဲပျော်ရွှင်သောနေ့ရက်လေးတွေပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ